လီဗာပူးပြင်မှတ်အတွက်အယားယာချုပ်ကင်ထားတဲ့ဘုံမောက်လီဗာပူးတင်းဟာပြီးခဲ့တဲ့ဈေးကွက်ထဲကစမန်ညိုကိုစစ်ဝင်စားခဲ့တာဖြစ်ပြီးတော့အခုချိန်မှာတော့ထဲထဲဝင်ဝင်ခေါ်ယူချင်နေတယ်လို့သိရပါဗျ။စမန်ညိုကလည်းဘုံမောက်မှာထူးရှည်ခြေစွမ်းနေပြသနေပါဗျ။တွင်းငိုး၆ခုနဲ့ဖန်နီးမှု၃ချိန် ကိုရှစ်ပွဲအတွင်းမှာပြုလုပ်ပေးထားတာပါ။လီဗာပူးကိုဘုံမောက်အနေနဲ့4-2နဲ့ရှုံးခဲ့တဲ့ပွဲမှာလည်းစမန်ညိုက2ခုအထိကိုသွင်းယူပေးခဲ့တာဖြစ်ပါဗျ။ ။ The Telegraph ရဲ့အဆိုအရဆိုရင်လီဗာပူးဟာပြီးခဲ့တဲ့ဈေးကွက်မှာစစ်မှန်ညူကိုခေါ်ယူဖို့စောင့်ကြည့်ခဲ့ပြီးတော့တကယ်တမ်းဖြစ်မလာခဲ့ပေနဲ့အထောင်ပိုက်စစ်မှုနှစ်ဦးကိုပဲခေါ်ယူဖြစ်ခဲ့ပါတယ်။တစ်ဖက်မှာကလည်းပဲလူငယ်ကစားသမားလေးအန်ကူမိုဟာကိုယုံကြည်တာကြောင့်ထွက်ခွာသွားတဲ့ Louis D ရဲ့နေရာအတွက်ဗက်တာမန်ကစားသမားတဦးကိုတော့မှမခေါ်ယူခဲ့ပါဘူး။တစ်ဆက်တည်းမှာ Amslock ကမိုဆာလာရဲ့အရန်တွေအဖြစ်ခေစာနဲ့ Friend Pound တို့ကိုရည်ရွယ်ထားခဲ့တဲ့ပုံရှိပါတယ်။ဒါပေမဲ့အချိန်ကာလနှစ်လကြာမြင့်လာပြီးတဲ့နောက်မှာတော့ Slot ဟာ သူ့ယူဆချက်ကိုသူကိုယ်တိုင်တန်တရားဝင်လာပြီးတော့ဒီနေရာမှာစစ်မှန်ညိုကိုထပ်ပောင်းပြီးတော့ထည့်ကျင်လာနေတာဖြစ်ပါတယ်။စစ်မှန်ညိုကညာတောင်မှန်မှန်ကစားရင်းနဲ့လေးကိုသွင်းမိုးဖန်နီထားသလိုဘဲတောင်မှန်မှန်ကစားကနှစ်ကိုသွင်းနှစ်ကိုဖန်နီပေးထားနိုင်တယ်ဆိုတဲ့အချက်လက်တစ်ခုကစစ်မှန်ညိုကိုအသက်34နှစ်အရွယ်ရောက်နေတဲ့မိုးဆာလာရဲ့နေရာမှာအစားထိုးဖို့လုံလောက်စေနေတာဖြစ်ပါတယ်။စစ်မှန်ညိုနဲ့ပတ်သက်ပြီးတော့ဘုံမောက်ကအရာရာကိုချုပ်ကန်ထားပါတယ်။စာချုပ်တက်တန်းကလည်း2030အထိကျန်သေးတာဖြစ်လို့ ုံမောက်အတင်းအတွက်ကတော့အေးဆေးပါပဲ။ရောင်းပြင်းရင်တော့မှအောက်ဈေးနဲ့ရမှာမဟုတ်ဘင်းနဲ့တာမန်တန်ကြီးအတိုင်းပေးချီသွားမှာပဲဖြစ်ပါရဲ့ရှင်။